္ဂလာပါညီကိုမောင်နှမတို့ဒီနေ့မနေ့မှာဖျားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားယူဖို့တယောက်ချင်းစီတိုင်းကိုကြိုဆိုပါရယ်ကျွန်တော်မိကုန်းတစ်ခုနဲ့အစပြုခြင်းပါတယ်သင်ဟာခရိယန်ကောင်းတယောက်ဖြစ်ခြင်းပေမဲ့စိတ်ရှိခြင်းပေမဲ့မေတ္တာရှိခြင်းပေမဲ့လက်တွေ့မှာမလုံနိုင်ပဲဖြစ်နေဘူးပါသလားကိုယ့်ရဲ့အကျင့်ဟောင်းတွေဒေါသတွေမုသားတွေကိုပြုပြင်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲဖြစ်နေပါသလား ဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့တည်ငောင်းကတော့ခရိယန်အသက်တာဆိုတာလူဟောင်းကို ပြုပြင်ယူခြင်းမဟုတ်ပါဘူးခရိယန်သက်တာဆိုတာလူတစ်အားဖြင့်အသက်ရှင်ခြင်းဖြစ်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယစာဆောင်ခန်းကြီး9အငယ်16မှာပြောထားပါတယ်လူမိဒီကခရစ်တော်၌ရှိလျင်အသက်တော်ဖန်ဆင်းခံရတော်သူဖြစ်၏တဲ့ဒီနေ့မှာတော့ဝိညာဉ်တော်၌ရှောက်လန်းဖို့အတွက်အဓိကတော့ချက်ဖြစ်တဲ့ဗီဇအသက် အကြောင်းကိုဝင်ငှသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့တည်ရမှာကကျွန်တော်တို့မှာဗီဇအသစ်ရှိနေပြီဆိုတဲ့အချက်ပါပဲဒီဗီဇအသစ်ကဘယ်ကနေလာတာလဲဖျားသခင်ကဖန်ဆင်းပေးထားတာဖြစ်ပြီးဖြောင့်မတ်ခြင်းနဲ့မှန်သောတန့်ရှင်းခြင်းရှိပါတယ်ပိုပြီးထူးခြားတာက ဒီဗီဇအသစ်ဆိုတာသင်တို့အထက်၌ရှိသောခရစ်တော်ပင်ဖြစ်ပါတယ် ဒါကြောင့်ဒီဗီဇအစ်စ်ကအပြစ်မလုံနိုင်ဘူးဘုရားသခင်စီကမွေးဖွားလာတာဖြစ်လို့အန့်ရှင်းပါတယ် ဒါပေမဲ့ပြဿနာကကျွန်တော်တို့ဟာပျက်စီးသွားမဲ့ခန္ဓာကိုယ်အဟောင်းထဲမှာနေရစေဖြစ်ပြီးအဲ့ဒီခန္ဓာမှာရှိတဲ့ဇာတိပဂတိတတ်မှတ်ခြင်းတွေနဲ့တိုက်လှန်နေရခြင်းဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဘလို့အသက်ရှင်ရမလဲ။ရှင်ပေါလုကကောလောသဲဩဝါဒစာခန်းကြီး၃ထဲမှာရှင်းရှင်းလေးဥပမာပေးထားပါတယ်။လူဟောင်းကိုချွတ်ပယ်ပြီးလူတစ်ကိုဝစ်ဆင်ရမယ်လို့ပြောပါတယ်။ဥပမာတစ်ခုပြောပြခြင်းပါတယ်။ကျွန်တော်တို့ဆေးတုပ်တဲ့အလုတ်လုတ်တုံးကဝတ်တဲ့အဝတ်အစားတွေကဆေးတွေပေးချန်နေတ တက်ပါတယ်ကျွန်တော်တို့အပြင်သွားမယ်ဆိုရင်အဲ့ဒီညစ်ပတ်နေတဲ့အဝတ်စားတွေအပေါ်ကနေအင်းကြီးအစ်စ်ထောက်ဝတ်လို့မရှိပါဘူးညစ်ပတ်နေတဲ့ဆေးတုပ်တဲ့အလုတ်အဝတ်စားတွေကိုအရင်ဆုံးလုံးဝချွတ်ပယ်လိုက်ပြီးမှတန်ရှင်းပြည့်တဲ့အဝတ်စားအစ်စ်တွေကိုဝတ်ဆင်လို့ရှိပါတယ်ခရိယံအတ္တတာကလည်းအဲ့ဒီလိုပဲကျွန်တော်တို့ရဲ့မူတာပြောခြင်းတွေဒေါသထွက်ခြင်းတွေဆိုတော့ အကျင့်ဟောင်းလူဟောင်းတွေကိုချွတ်ပယ်ပြရပါမယ်ပြီးမှဘုရားသခင်ပေးတဲ့လူတစ်ကိုဝစ်ဆင်ရပါမယ်အဲ့ဒီလူတစ်မှာဘာတွေပါလဲကောလောသဲဩဝါဒစာခန်းကြီး3အငယ်7မှာပြောထားပါတယ်တနာဆုံမဲ့ခြင်းယေရှုပြုခြင်းစိတ်နှိတ်ချခြင်းနှူးညံ့သိမ်မွေ့ခြင်းနဲ့စိတ်ရှိခြင်းတွေပါဝင်ပါတယ်တတိယချက်အနေနဲ့ဒီလူတစ်ကိုဘလို့လက်တွေဝစ်ဆင်မလဲညေကိုရောဇာတိပဂတိလူဟောင်းကိုပညာပေးလို့မရပါဘူးသူ့ကိုသခင်ခရစ်တော်နဲ့တူအောင် တင် जा ပေးလို့လည်းမရပါဘူးသူ့ကိုလဝါကားတိုင်းမှာရိုက်ထားပြီးတက်ပြရမှာဖြစ်ပါတယ်စစ်မှန်တဲ့ခရိယံအတ္တာဆိုတာကျွန်တော်တို့အထဲကသခင်ခရစ်တော်ကိုအသက်ရှင်ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်ဒါဟာနေ့စဉ်ပြုလုပ်ရမယ့်ရွေးချယ်မှုဖြစ်ပါတယ်မနဲ့မိုးလင်းတိုင်းအချိန်နေတိုင်းမှာဇာတိပဂတိကိုနိုးလို့ပြောပြီးဘုရားသခင်ကို yes လို့ပြောရပါတယ်လူသစ်ဘဝကိုတိဆောက်ဖို့သင်စူးစမ်းစရာမလိုပါဘူးအဲ့ဒါကအသိရှိပြီးသားပါ အန်ဆွဲထဲမှာအသင့်ရှိနေတဲ့အဝတ်စားတွေလိုပါပဲတင်ကလက်ကမ်းပြီးယူဝတ်လိုက်ဖို့ရွေးချယ်လိုက်ဖို့ပဲလိုပါတယ်ဏိကုံးချုပ်အနေနဲ့ပြောချင်တာကတော့တင်ဟာတာမန်လူတယောက်မဟုတ်တော့ပါဘူးတင်ဟာတခင်ခရစ်တော်၌ဖန်ဆင်းခံရတဲ့လူတစ်ဗီဇအသစ်ကိုရထားတော်သူဖြစ်ပါတယ်တင်အထဲမှာစိတ်ရှိချင်းချစ်ချင်းတန်ရှင်းချင်းတွေရှိနေပြီးသားဖြစ်ပါတယ်ဒါတွေကထာဝရအသက်ဆိုတဲ့လက်ဆောင်နဲ့အတူပါလာပြီးသားပါ ဒါကြောင့်တင့်ကိုတင်ငါမလုံနိုင်ဘူးလို့မပြောပါနဲ့ငါအแทမှာရှိတဲ့သခင်ခရစ်တော်ကလုံနိုင်တယ်လို့ဝန်ခံပါဇာတိပကတိဆာနာတွေလာတဲ့အခါအဲ့ဓာတွေကိုလိလူရှုပြီးအရှင်သောဝိညာဉ်တော်ရဲ့ဥဆောင်မှုနောက်ပူတာယုံကြည်ခြင်းနဲ့လိုက်ပါဒါဆိုရင်ဘုရားသခင်ရဲ့ဘုန်းတော်ကတင့်အတ္တာကနေထင်ရှားလာပါလိမ့်မယ်ဒီအချိန်မှာကျွန်တော်တို့အားလုံးမျက်စိခနာမိတ်ပြီးဆုတောင်းခြင်းနဲ့ဘုရားသခင်ရှိကိုတိုးဝင်ကြရအောင် ကျွန်တော်ကကျမကအကျင့်ဟောင်းတွေကိုဖျောက်ဖို့ကြိုးစားပေမဲ့မရဘူးဇာတိပကတိနဲ့အမြဲတမ်းစစ်တိုက်နေရတယ်လို့ခံစားနေရတဲ့သူတွေရှိပါသလားတင်းရဲ့ကိုပိုင်ကြိုးစားအထောက်မှုနဲ့လူဟောင်းကိုပြုပြင်ဖို့ကြိုးစားနေတာတွေကိုရက်လိုက်ပါ အခုချိန်မှာယုံကြည်ခြင်းနဲ့ဆုံးဖြတ်ချက်ချရအောင်ကိုတော်ကျွန်တော်ရဲ့လူဟောင်းကို ချွတ်ပယ်လိုက်ပါပြီကိုတော်ပေးထားတဲ့ ဖြောက်မှတ်ခြင်းနဲ့တန်ရှင်းခြင်းဆိုတဲ့လူတစ်ကိုယူတင်ဝစ်စင်ပါ၏ကျွန်တော်အထဲမှာရှိသောသခင်ခရစ်တော်ကျွန်တော်အစာအသက်ရှင်တော်မူပါလို့ဆုတောင်းကြစို့အဖဖရားသခင် ကိုတော်ဖန်ဆင်းထားသောဗီဇအသစ်တွေကျေးဇူးတင်ပါတယ်ဇာတိပဂတိတက်မဲ့ချင်းများကိုညင်းပယ်နိုင်သောခွန်အားကို ပေးတော်မူပါကျွန်တော်တို့ဤကိုပိုင်ကြိုးစားမှုမဟုတ်ပဲကျွန်တော်တို့အထဲ၌ရှိသောသခင်ခရစ်တော်ဤသက်ရှင်လှူရှားမှုအပြင်ချစ်ချင်း စိတ်ရှိခြင်းနဲ့တန်ရှင်းခြင်းအတိများတီးစီတော်မူပါနေ့ရက်တိုင်းမှာလူတစ်ကိုဝစ်စင်လျက်ဝိညာဉ်တော်၌ရှောက်လန်းနိုင်တော်သူများဖြစ်စီတော်မူပါ သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းဆက်ကပ်ပါ၏အာမင်